အာကျွန်တော်တို့တွေနေ့တိုင်းမပြတ်မကွက်ဖဲလုပ်တဲ့အရာရှိရယ်အဲ့ဒါကဘာလဲဆိုတော့စားတာတောက်တာဖြစ်တယ်ဒီထဲမှာရှိတဲ့လူတွေလုံးဝမပြတ်ဘူးကျွန်တော်ယုံတယ်ကျွန်တော်တို့မနက် breakfast စားမယ် lunch စားမယ်ပြီးရင် dinner စားမယ်နော်အကုန်လုံးခန္ဓာကိုယ်အတွက်ကျွန်တော်တို့တွေမစားတောက်ကြရတဲ့လူဆိုတာမရှိဘူးဘာကြောင့်လဲ အဲ့ခန္ဓာကိုယ်အတွက်မစားရင်ခန္ဓာကိုယ်ကအာရော့သွားမှာဖြစ်တယ်မစားနိုင်ဘူးဆိုလို့ရှိရင်ကျင်းတည်တဲ့သူ့ကျမ်းမာရေးမကောင်းစိတ်ပိုင်းဆိုင်ရာအတွက်ကျွန်တို့ဘာစားမလဲကျွန်တို့နေစဉ်ဘဝတတအသက်ရှင်သန်ပြီးအတွေ့အကြုံတွေရလာတဲ့အခါမှာကျွန်တို့စိတ်ပိုင်းဆိုင်ရာအတွက်နေစဉ်ဘဝတတမှာအစားတစ်ခုထပ်စားရအဲ့ဒါကဘာလဲဆိုရင် အရာအလုံးကိုလက်ခံပြီး ဖြစ်ပျက်နေတဲ့အခြေအနေပေါ်မှာအကောင်းဆုံးအသက်ရှင်တန်နိုင်တဲ့စိတ်ကလေးတစ်ခုကိုကျွန်တော်တို့မွေးလာကြရတယ်ဆိုတော့ကိုယ့်ရဲ့စိတ်ကိုကိုယ်သေးချာပြန်ကြည့်လို့ရှင်တွေ့ရှိရတယ်ပြီးခဲ့တာပြီးခဲ့ပြီကွာမနှက်ဖြန်ဆိုတာကလည်းမရောက်လာသေးပါဘူးဒီနေ့အသက်တာလေးမှာငါစိတ်ကလေးကိုငါစိတ်ချမ်းသာအောင်နေပြီးတော့ဖះကျေးဇူးတော်နဲ့ငါအကောင်းဆုံးအသက်ရှင်ရမယ်နော်လို့ကိုယ့်ကိုယ်ကိုအမြဲတည်းပေးနေခြင်းဟာကိုယ့်ရဲ့စိတ်ကို ခွန်အားပေးနေခြင်းပဲဖြစ်ပါတယ်။အဲ့လိုခွန်အားမပေးဆိုဘာဖြစ်မလဲ။စိတ်တက်ကြမယ်။စိတ်ပြတ်မယ်။မပြောဘူး။ပြီးသွားတဲ့အခါကြလို့ရှိရင်ကျွန်တော်တို့ဘဝမှာကောင်းတဲ့အရာတွေကိုလုပ်နိုင်တဲ့ခွန်အားမရှိဘူး။ဘာကြောင့်လဲဆိုရင် စိတ်ထောင်းလို့ရှိရင်ကိုကြည်တယ်တဲ့။ဒီတိုင်းပဲကျွန်တော်တို့လူတွေဖြစ်ကြတဲ့အတွက်ကျွန်တော်တို့မှာဝင်ရေးအသက်တာရှိတယ်။ ဝင်ရေးတက်တာအတွက်ကျွန်တို့ဘာစာကြွေးမှလဲကျွန်တို့မတွေ့တော့မတွေ့ရအောင်ဒါပေမဲ့လို့ခန္ဓာကိုယ်ကအစာစားလို့ရှင်ခွန်အားရှိတယ်လို့စိတ်ကိုထားတတ်လို့ရှင် အလုပ်တွေအများကြီးလုပ်နိုင်တယ်လို့ကျွန်တို့ဝင်ရေးတက်တာ၌အစာကြွေးတယ်ဆိုလို့ရှင်အဲ့ကြွေးလာတဲ့အစာပေါ်မူတည်ပြီးကိုယ်မှာခွန်အားရှိတယ်ဆိုတဲ့အကြောင်းအရာကိုဒီကနေ့နှုတ်ကပတ်တော်ကတတိပေးပါတယ် ကျွန်တော်တို့ဒီနှုတ်ကပတ်တော်လေးကိုကြားလိုက်တဲ့အခါမှာကျွန်တော်တို့ကက်သလစ်ဘာသာဝင်တွေအတွက် သိရှိပြီးသားဖြစ်ပါတယ်။သခင်ခရစ်တော်ပြောပြတယ်။သူတို့သမီး၁၀ယောက်ကတခါတည်းမင်္ဂလာဆောင်လူလင်ဖြစ်တဲ့သူတို့သားလာတဲ့အချိန်ကိုစောင့်နေတဲ့အချိန်မှာမိုက်မဲတဲ့လူတွေကတဲ့စီမီယူလာတယ်တဲ့ဒါပေမဲ့လို့စီအပူမယူလာဘူးတဲ့ဒါပေမဲ့ပညာတတိရှိတဲ့လူတွေကြတော့တဲ့ စီမီပြင် စီပူပါယူလာတယ်တဲ့ကျွန်တော်တို့ကြားခဲ့ရတဲ့နှုတ်ကတော်မှာဦးနာကြားခဲ့တိုင်းပဲရောက်လာမဲ့အချိန်ကနှောင့်နေလာတဲ့အခါမှာအိမ်ငါပြီးစောင့်စားရင်းနဲ့သူတို့ရှိတဲ့စီတွေကတဖြည်းဖြည်းနဲ့မိသားပေါ်မှာကုန်သွားတယ်အဲ့ဒီအခါမှာမင်္ဂလာဆောင်သူတို့သာလူလင်ရောက်လာတဲ့အခါမှာစီပူမယူခဲ့တဲ့ပုံကိုယ်တွေကဒုက္ခပတ်တယ်တဲ့စီပူယူလာတဲ့ပုံကိုယ်တွေကစီပူတွေထက်တဲ့ပြီးတော့မင်္ဂလာဆောင်လူလင်နဲ့အတူတူ မင်္ဂလာဆောင်ပွဲကိုဝင်ရောက်ရတယ်ဆိုတဲ့အကြောင်းအရာလေးကိုကြားတယ်။ဒီအကြောင်းအရာလေးကိုကျွန်တော်တို့ကြားတဲ့အခါမှာလူသားတယောက်အနေနဲ့ချက်ချင်းသိရှိပြီးသားဖြစ်ပါတယ်။စီပိုးဆိုတာဟာဘာကိုပြောချင်တာလဲ။အဲ့ဒီမှာစကလုံးလေးနှလုံးကိုဒီနေ့ကျွန်တော်တို့ဝင်ရေးသက်တာအတွက်အတူတကွာစဉ်းစားရအောင်။မိုင်မဲသောသရုသမီးကညာလေးနဲ့ပညာတတိရှိသောသရုသမီးကညာဆိုတဲ့စကလုံးလေးနှစ်ခုဖြစ်ပါတယ်။ မိုက်မဲတယ်ဆိုတာကမတိတာမဟုတ်ပါဘူးတိပြီးတော့မှတိတဲ့အရာကိုအသက်မရှင်တဲ့ပုဂ္ဂိုလ်ဟာမိုက်မဲခြင်းဖြစ်ပါပညာတတိရှိတယ်ဆိုတာကတော့နောက်ဆက်ဖြစ်လာမယ့်အရာတွေကိုဖြစ်နိုင်နေတော့ဆိုတာကိုသိပြီးတော့တတိနဲ့အသက်ရှင်နေထိုင်နေတဲ့ဘဝအတ္တဓာတ်လေးပဲဖြစ်ပါတယ်ဒါကြောင့်မလို့ခရစ်သခင်၌ချစ်ခင်လေးစားပါတော့ဘာသူဓမ္မမိတ်ဆွေပေါင်းတို့ မေဂျာဆမ်နီမာနေတုန်းကကျွန်တော်တို့ကိုဝင်းရေးဆိုင်ရာဘုန်းကြီးတွေကတင်ပေးပူတယ်။အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့တဲ့ကြီးကြီးမားမားအမားကြီးကိုကျွလွန်ခဲ့ကြတယ်ဆိုတာကတဲ့တီတီမားမားအမားတွေကိုမြောက်များစွာနဲ့လွတ်ခဲ့တဲ့အချိန်မှာဖြစ်ပေါ်လာပါလို့ပြောပူတယ်။ဒါကြောင့်မလို့ခရစ်သူသခင်၌ချစ်ခင်လေးစားပါတော်ဘာသူတမမေဆွေပေါင်းတို့ဒီကနေ့ကျွန်တော်တို့ဝင်းရေးတက်တာအတွက်ပြန်လဲပြီးထောက်ရှုကြရအောင်။ကာယအတွက်ကျွန်တော်တို့ထမင်းစားရတယ်။ဘာကြောင့်လဲဆိုရင် နောက်တနေ့အတွက်ခွန်အားရှိလို့စိတ်ပိုင်းဆိုင်ရာအတွက်ကျွန်ုပ်တို့ရေခွန်အားယူကြရတယ်။ဘာကြောင့်လို့လဲဆိုတဲ့အခါကျရင်ကျွန်ုပ်တို့ဟာပုံမူပြီးလှုပ်ဆောင်မှုတွေပြုလုပ်နိုင်ဖို့အတွက်ဝင်ရေးဆိုင်ရာအတွက်ကောင်းမှုကုသိုလ်ပါရမီတွေနဲ့ဖျားသခင်ကြိုက်နှစ်သက်တဲ့အသက်တာလမ်းမှာလျှောက်လွင်ခြင်းအားဖြင့်ကျွန်ုပ်တို့ဘဝမှာခွန်အားတွေရှိတယ်။ဆက်လက်ပြီးလျှောက်လန်းနိုင်တဲ့အသက်တာရှိတယ်ဆိုတာကိုကျွန်တော်တို့ထောက်ရွှေနဲ့လောတော်ကောင်းကျင့်မင်္ဂလာကျေးဇူးတော်ဖျားဖျားကို ီမိစားတဲ့ရမြတ်မှာအတူတူကတောင်းခံရအောင်လို့အလုံးကိုဖိတ်ခေါ်ပါရတယ်။အလုံးကျေးဇူးပြုမတည့်ရက်လက်စုပန်းကြပါစို့။